ဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့မိုးကြီးမဲ3ပေးချက်အမှတ်စဉ်၄မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ10ရက်မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်ထုတ်ပြန်ကြမှာတော့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွာချက်တည်းရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလေတုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်၎င်းမုတ်တောင်လေဝင်ရောက်လာနိုင်တာကြောင့်၎င်းအပူပြန်ထက်တိမ်တွေဖြစ်တော်မှုအားကောင်းတာကြောင့်၎င်းဒီနေ့ညနေကနေ17ရက်9လ2025အတွင်းမှာတော့နေပြီးတော့ရောင်းတိုင်းဒေသကြီး ဒေတိုင်းဒေတာကြီးပဲခူးတိုင်းဒေတာကြီးမကွေးတိုင်းဒေတာကြီးစကိုင်းတိုင်းဒေတာကြီးအေရဝတီတိုင်းဒေတာကြီးတရင်းတိုင်းတိုင်းဒေတာကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာစစ်စစ်ကနေနေရာအနှံ့ပြမိုးထွက်ကြုံရွာသွန်းပြီးတော့တချို့ဒေတာတွေမှာဒေတာလိုက်တဲ့နေရာကွက်ပြီးမူကြည့်ပါမယ် အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းလာတဲ့အတူတူလေပြင်းတွေတိုက်ခတ်တာမိုးတက်ကြုံတာမိုးကြိုးပြတာလျှက်စီးလက်တာမိုးသေးကျွေတာလျှက်ပြန်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအနဲ့မြေငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်တွင်းရေချောင်းသွားလာရင်လည်းလေချောင်းပြန်တိုင်းအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းမေလ17ရက်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေး ေးပါမယ်။ပင်လယ်ပင်လယ်အခြေအနေကတော့ကပ်ဒီပင်လယ်ပြင်နဲ့ပင်လယ်ပင်လယ်တောင်ပိုင်းမှာတိမ်တင်းတင်းကနေတင်လို့တက်ပြီးတော့ကြံပင်လယ်ပင်လယ်မှာတိမ်နေငယ်ဖြစ်တော့မှာတယ်။ပင်လယ်ပြင်အခြေအနေကတော့တရနိုင်ကရန်ရခိုင်ကရန်နဲ့မိုးရမကွေးမှာတော့လေဟာအနောက်အနောက်တောင်ဘက်ကနေတနအိုင်ကို7မိုင်ကနေ -10 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတဲတဲရှိပါမယ်။မြို့ဝကျွန်းပေါ်ဒေသတွေမှာတော့လေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိုင်ကို7မိုင်ကနေ -10 ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတဲတဲရှိပါတယ်။မိုးချင်တွေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းဒေသတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်ပြည်နယ် ်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆဲဆဲကနေနေရာကျဲကျဲမှုထက်ကြုံရွာသွောပြီးတော့ရောင်တိုင်းနယ် ARA တိုက်မှာနေရာခွဲခြားမှုထက်ကြုံရွာပါမယ်။နေပူချိန်တွေကတော့ရောင်တိုင်းနယ် ARA တိုက်မှာပုံမှန်ပူချိန်တက်မြင့်တက်ပါမယ်။ဆက်လက်ပြီးတော့လည်းမိုးလေဝသတုတေတဲ့ online က မေလ19ရက်မှာဘင်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာဖြစ်လာနိုင်တဲ့လေကြီးအာနေရှင်ဝန်ကဆွဲသွင်းလိုက်တာကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေတည်ရပ်ပိုင်းကန့်ဆုံးဝင်လာတဲ့မုတ်တုံတွေအခြေအနေတွေကို ECNWF မော်ဒယ်ကြိုတင်ခန့်မှန်းချက်တွေမှာတွေ့ရပါတယ်။2024ခုနှစ်အနီညိုနှစ်မှာလည်းပဲမုတ်တုံပုံမှန်ဝင်ရောက်လာနိုင်အောင်ဆိုင်ကလုန်းမုန်တိုင်းရေမဲကဆွဲသွင်းပေးခဲ့တာကြောင့်ဒီနှစ်မဟုကာလအတွင်းဘင်္ဂလားပင်လယ်ော်မှာဖြစ်လာတဲ့လေဖြင့်အာနေရောင်းကတော့2024ခုနှစ်အပူပြင်းထန်တဲ့နှစ်တုံးကလောက် အားကောင်းလာနိုင်တဲ့အခြေအနေမရှိနိုင်ပေနဲ့ဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေက90ရာခိုင်နှုန်းနဲ့60ရာခိုင်နှုန်းပတ်ဝန်းကျင်မှာသာရှိနေပြီးတော့မုန်တိုင်းငယ်အစင်လောက်နဲ့သာပြီးသွားနိုင်တယ်လို့ဆိုပါရစေ။ ဒီနေ့မေလ17ရက်အထိရရှိပြီးတိုတင်ခမန်းချက်တင်မှာတော့လိဖိအားနဲ့ရုံဖြစ်လာပြီးရင်ဆက်လက်ရွေးရှားနိုင်မယ့်လမ်းကြောင်းကအနောက်ဘက်ကိုပုံများပြီးတော့အနောက်ဘက်ဘင်္ဂလားပြည်နယ်ကမ်းခြေကိုမေလ17ရက်နေ့မှာဖြတ်ကျော်ဝင်ရောက်နိုင်တဲ့ကြောင်းခမန်းထားတာတွေ့ရပါတယ်။လိဖိအားနဲ့ရုံမုံတိုင်းတလုံးဖြစ်လာရင်တော့မုံတိုင်းရွေးရှားရလမ်းကြောင်းရဲ့ညာဘက်ချမ်းမှာရှိနေတဲ့မြန်မာနိုင်ငံမှာမုံတိုင်းလိဖိအားနဲ့ရုံအရှိန်တက်ရောက်မှုတွေပုံများနိုင်တာကြောင့်မေလ12ရက်15ရက်ကနေမေလ19ရက်မေလ20ရက်နေ့တွေထိ မန်နိုင်ငံအနှံ့ပြားမှာနေရာကျကျကနေနေရာစိတ်စင်မိုးထစ်ကြုံရွာတော့ပြီးတော့မေလ15 16ရက်နေ့မှာတော့ရောင်တိုင်းအတွင်းမိုးလုံးညနိုင်တဲ့အကြောင်းမိုးရေချိန်ဟာ24နာရီအတွင်းမှာတော့မီလီမီတာ100ကျော်လေးလက်မခန့်ရွာသွန်းနိုင်တာတွေ့ရပါတယ် မိုးကလာအတွင်းဖြစ်နိုင်တဲ့မိုးလေဝသအခြေအနေတွေမိုးလေဦးမိုးလေပြင်းထန်နိုင်တဲ့အခြေအနေကိုခံမှန်းဖော်ပြပေးနေရကြောင်းဒီကာလအတွင်းမျိုးရင်းဒေတာတွေရကြီးရရှာဖြစ်နိုင်ခြေတွေကိုကြိုတင်ကာကွယ်နိုင်ဖို့လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားကြဖို့တိုက်တွန်းပါတယ်လို့မိုးလေဝသသုတေသီအွန်လိုင်းကအသိပေးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်မေလဒုတိယဆယ်ရက်အတွင်းမိုးလေဝသခံမှန်းချက်ကိုဖော်ပြပေးပါမယ်။လင်္ကာပင်လောအခြေအနေကတော့နောက်တောင်မိုးတုံလေးကမေလ12ရက်ကနေ14ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေတာတွေကိုလည်းကမေလ15ရက်ကနေ ဆက်ရှင်နှစ်အတွင်းမှာမြဝကြုံပေါ်ဒေတာတွေကို၎င်းမေလ19ရက်ကနေ24ရက်အတွင်းမြဝနိုင်ငံအလဲပိုင်းဒေတာတွေကို၎င်းအသေးသေးဝင်ရောက်ပါမယ်။ public ပင်လယ်ပြင်နဲ့ လင်္ကာပင်လယ်ကိုတောင်ပိုင်းမှာတော့လေပြင်းအားနဲ့ရောင်တစ်ကြိမ်ပြတ်ပေါ်ပြီးတော့ပုံမအကောက်လာကမုန်တိုင်းငယ်ဖြစ်ကိုရောက်ပါမယ်။ဒီကာလအတွင်းမှာအနောက်တောင်မိုးတုံလေဟာအာသင်းတွေကနေအကောက်ပါမယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ပေါ်မှာတော့တိမ်အသင်းတွေကနေတည်လူတက်ပါရယ်။မွေးရသွမှုချင်းတွေကတော့နေပြီးတော့ရောင်တိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီး၊အရာတိုင်းဒေသကြီး၊တရိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ရွာသွမြက်ထပ်ပုံနိုင်ပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးမှာရွာသွမြက်ခံမှုတွေကြုံရပါမယ်။ ရောင်းတိုင်းဒေသကြီးဘူတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတရိန်နိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှိုင်းပြည်နယ်မှာတော့9ရက်ကနေ9ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာတော့4ရက်ကနေ6ရက်ခန့်မိုးထစ်ကြုံရပါမယ်။နေပူချိန်ကတော့နေပြည်တော်ရောင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတရိန်နိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့မေလပြည့်မြအပူချိန်ကတည်းကရှိနေပါရဲ့ရှင်။ ဆက်လက်ပြီးတော့လဲစိုက်ပျိုးရေးပြုလုပ်ကြမယ်တောင်းတဦးကြီးတွေအတွက်မိုးကြိုမိုးကာလာခံမှန်းချက်တွေကိုဖော်ပြပေးပါမယ်။နေချောင်းမလို့တာဦးရေပြူဟာကတော့10ရက်5လ2025ရက်နေ့မွန်းလွယ်7:09မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။အခုလက်ရှိအခြေအနေရတော့မြန်မာနိုင်ငံဟာမိုးကြိုကာလာကိုရောက်နေပြီဖြစ်ပါတယ်။မိုးကြိုရာသီမိုးကြိုကာလာဆိုတာကဧပြီလလယ်ကနေမေလဒုတိယပတ်အကုန်တည်းမိုးကြိုရာသီကာလာလို့ပိုင်းခြားသတ်မှတ်ထားဖြစ်ပါတယ်။မေလတတိယပတ်ကစပြီးအနောက်တောင်တွေဟာတောင်မဟုတ်ပင်လယ်ဘက်ကရင်ဝတ်ပါဝင်မှုများတဲ့လေတွေတိုက်ကပ်ကမြန်မာနိုင်ငံတောင်ပိုင်း ်ပုံမော့တုံလေးစတင်မရောက်ကြတဲ့မိုးကာလာလို့သတ်မှတ်ပါတယ်။ဒီကာလာတွေကတော့ကပ်ပလီပင်လေပင်နဲ့ဘင်းလာပင်တွေပေါ်မှာတော့မုန်တိုင်းဖြစ်ပေါ်ဖို့အလားလာများနေတတ်ပြီးတော့ဖြစ်ပေါ်လာရင်အင်အားပြင်ထန်ကမြန်မာနိုင်ငံအနှံ့ပြားမှာမိုးတိမ်ထောင်တွေဖြစ်ပေါ်လာပြီးတော့မိုးသက်သက်စွာရွာသွန်းမှုတွေဖြစ်စေတတ်တာကိုသတိပြုစေလိုပါတယ်။မိုးကြုံနဲ့မိုးကာလာအတွင်းမုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေခံမှန်းချက်မှာတော့မိုးကြုံနဲ့မိုးကာလာအတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်မှုအခြေအနေကတော့မိုးကြိုနဲ့မိုးကာလအတွင်းမှာတော့ဘင်းလားပင်တော်မှာလိပိအာနဲ့ရုံဝန်၃ချိန်ဖြစ်ပေါ်ပြီးတော့တစ်ချိန်ကတော့ပုံမအကောက်လာကမုန်တိုင်းရဲ့အဖြစ်ကိုရောက်နိုင်တယ်လို့တော့ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။မိုးကြိုမိုးကာလမှာတော့မိုးကောင်းနိုင်တဲ့နေရာတွေ မိုးတင်နိုင်တဲ့နေရာတွေမိုးညံ့နိုင်တဲ့နေရာတွေခံမှန်းကြမှာတော့ဒီနေ့ကစတော့နောက်တောင်မိုးတုံလေးကမြန်မာနိုင်ငံတောင်ပိုင်းကိုစတင်ဝင်ရောက်တဲ့အထိမိုးချိုကာလလို့သတ်မှတ်ပြီးတော့မိုးဖို့ကာလကတော့2025ခုနှစ်နောက်တောင်မိုးတုံလေးကမြန်မာနိုင်ငံအတွင်းကိုစတင်ဝင်ရောက်တဲ့နေ့ကလည်းဂျွန်လကုန်ဒီကိုမိုးဖို့ကာလလို့သတ်မှတ်ပါတယ်မြန်မာတပြည်လုံးအနေနဲ့ပြောရရင်တော့2025ခုနှစ်ကဆိုရင်ရာသီဥတုအမြတ်တာပဲမိုးချိုမိုးဖို့ကာလအတွင်းမိုးကောင်းတယ်လို့ပြောလို့ရပါတယ် တိုင်းဒေသကြီးနယ်ပြည်နယ်အလိုက်အသေးစိတ်ကိုလည်းဖော်ပြလာခဲ့ပါတယ်။2025ခုနှစ်မိုးကြိုမိုးကာလမှာတော့မိုးရွာသွန်းနိုင်မှုအခြေအနေအား2025ခုနှစ်မိုးကောင်းနိုင်တဲ့နေရာတွေကတော့အေရီတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအလယ်ပိုင်း၊ရှမ်းပြည်နယ်ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကချင်ပြည်နယ်တရင်းနိုင်တိုင်းဒေသကြီးတွေမှာတော့ရွာသွန်းမြက်ထပ်ပေါ်နိုင်ပြီးတော့မိုးပုံပုံရွာသွန်းနိုင်လို့မိုးဦးမိုးကြိုကောင်းနိုင်တယ်လို့ခံမှန်းတွက်ချက်ရရှိထားပါတယ်။2025ခုနှစ်မှာတော့မိုးကြိုမိုးကာလမှာမိုးတင်နိုင်တဲ့ဒေသတွေကတော့မန္တလေးတိုင်းဒေသကြီးအထက်ပိုင်းနေပြီးတော့ဘိုးတိုင်းဒေသကြီးမြောက်ပိုင်းနဲ့အနောက်ပိုင်းကယားပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်မကွေးတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်အောက်ပိုင်းရခိုင်ပြည်နယ်အောက်ပိုင်းမှာတော့ရွာသွန်းမြက်တပ်အနေငယ်ပုံနိုင်သေးတော့မိုးရမများနိုင်ပေမဲ့အသင်းတွေကိုအနေငယ်ကြုံနိုင်လို့မိုးဥကောင်းနိုင်တယ်လို့ပြောလို့ရတယ်လို့ဆိုပါတယ် 2025ခုနှစ်မိုးဦးမိုးကြိုကာလမှာတော့မိုးအထည်နေပါရရှိနိုင်တဲ့နေရာဒေသတွေကတော့ချင်းပြည်နယ်အထက်ပိုင်းမန္တလေးတိုင်းဒေသကြီးအောင်ပိုင်းမကွေးတိုင်းဒေသကြီးအောင်ပိုင်းနဲ့ရခိုင်ပြည်နယ်အထက်ပိုင်းမှာရွာသွန်းမြဲကံမိုးရွာသွန်းနိုင်လို့မိုးအထင်းတဲ့နေပါရှိနိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားပါတယ်။ မိုးတိမ်တောင်နဲ့မိုးကြုံမိုးကာလာမှာဖြစ်ပေါ်နိုင်တဲ့မိုးလေဝသသဘာဝဘေးရန်နဲ့သတိပေးချက်ကတော့မိုးတိမ်တောင်ဆိုတာကတော့အကျန်းအပြင်အောက်ခံမြေပြင်အပူချိန်ကူးဆက်ရာကနေလေထုဟာပို့ပြီးတော့ပွာလာတာပေါ်ပါလာတာကြောင့်အထက်ကိုတက်ရပါတယ်။အပေါ်ကိုရောက်လာတဲ့အခါငွေရည်တွေဖွဲ့ပြီးအလွန်မြင့်မားတဲ့ဒုထည်ကြီးပါတဲ့မိုးတိမ်တောင်ဒူကြီးဖြစ်ကိုရောက်ရှိပါတယ်။မိုးတိမ်တောင်ကြီးတွေကနေမိုးကြုံနဲ့မိုးဥကာလမိုးလေဝသဖြစ်စဉ်ကိုဖြစ်ပေါ်စေပါတယ်။မိုးကြုံနဲ့မိုးဥကာလဖြစ်စဉ်တွေကတော့မြန်မာနိုင်ငံအတွင်းလျှက်စီးလက်တာမိုးကြုံပြက်တာမိုးသေးကြွေတာ မိုးသည်ထန်စွာရွာသွန်းတာလေပြင်းနဲ့တိုက်ခတ်တာရေကြီးတာမြေပြိုတာတွေဖြစ်စေနိုင်တာကြောင့်မိဘပြစ်သူတွေအနေနဲ့မိုးကြုံနဲ့မိုးကာလာတွေဖြစ်ပေါ်နိုင်တဲ့ရာသီဥတုအခြေအနေတွေကိုကြိုတင်သိရှိနားလည်ပြီးတော့စိုက်ပျိုးရေးပြုလုပ်မယ်တောင်းသူတွေအုပ်လုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေစားလုပ်ငန်းလုပ်ကိုင်နေကြတဲ့သူတွေခီးသွားပြည်သူတွေနဲ့စီဝိုင်းလုပ်ငန်းရှင်တွေအနေနဲ့လည်းမိမိတို့ရဲ့လုပ်ငန်းတွေလိုအပ်ချက်ပေါ်မူတည်ပြီးတော့လိုအပ်သလိုဆက်လက်လှုပ်ဆောင်နိုင်အောင်ကြိုတင်အသိပေးခံမှထုတ်ပြန်လာတာဖြစ်ပါတယ်။